အဲ့မှာ draft pick တွေရသွားပြီးတော့ကြည့်မယ်ဆိုရင်လည်းနှစ်သိန်းလောက်မတိမ်မငိမ့်လေးပဲဗျလေကင်း potential ကိုဆွဲခွင့်မယ်ဆိုရင် AI နဲ့တစ်ဖက်ကနေပြီးပြန်ပြီးတော့ကြည့်မယ်ဆိုရင် Cherry Judy performance ပြခဲ့တယ်ဆိုတော့ Osidia နဲ့ Even G Rookie T0 ရဲ့ Growth Faster တွဲလုံးဒီချိန်မှာမှာ T Block ရဲ့ Lapu ရဲ့ front line နဲ့ထပ်ပြီးတော့တွဲထားတယ်နောက်ကနေပြီး follower damage တွေ flanking တွေမှာကောင်းနိုင်ဖို့အတွက် Shizu ဒီချိန်မှာတော့ Assassin Jungle နဲ့ပြန်လည်ပြီးတော့ထွက်လာတဲ့အချိန်မှာ Paladin တွေဒီ match point ကိုတကယ်အခွင့်အရေးရှိရှိနေမယ်ကျွန်တော်ယူသွားနိုင်မလားဒါမှမဟုတ် AI အနေနဲ့သူတို့လက်စားပြန်ချိန်နိုင်မလားဆိုတော့ကြည့်ရမယ်ဗျာ Paladin ကတော့ရှင်မှာ Castle Game ရှင်းလုပ်ခဲ့သလိုပဲ Espanyol River မှာ flank ကြီးနေနဲ့အပိုင်ပြဖို့တော့ရွေးချယ်ထားရတယ်။ ဆိုတော့ညာလေတဖက်မှာပြန်ထိမယ်ဆိုလို့ရှိရင်တော့ AI Ace ပေါ့ Blacky ရဲ့ Fake Off ကိုထပ်ပြီးရွေးချယ်တာရှိစို့တော်လေးသွေးနေပြီးတော့ပဲမရတော့ဘူး Even G လက်ထဲမှာတော့ Black ဆက်ပြီးတော့ Fast ပေးရပါပြီ။ကျွန်တော်ဒီသေးလေးနဲ့ down လာတော့မသိဘူးပြ။တခြားတော့ကြည့်ရအောင်မ PA7 Rookie Daisy ကိုတော့ Land Flare လေးပဲ down shot light ပို့ထားတယ်။အဲဒါပေမဲ့ဘာမှတော့တိတ်အများကြီးတော့လုံးလို့ရမှာမဟုတ်ဘူး။ Even G ပြန်လဲပြီးတော့ Combine ချလာပြီတဲ့ကူ Mid မှာ Ali တဲ့ဟိုကတော်တော်လေးတော့လှုပ်လှုပ်ခက်ခက်လေးတွေတွေ့နေရပြီ။ဒီကလည်းကျွန်တော် Messi ကိုထိမှုအတွက်လိုတယ်ပေါ့နော်။ Messi အနေနဲ့ domo link up ပဲ။ပြီးတော့ Expanding River ဘွဲမှာသူ့ရဲ့ Hater Hero Nature အရတော့ဗတဲ့ Combination ရောတစ်ဖက်ကနေပြီးတော့ Jackalin Zone တွေကို control ပေးဖို့အတွက်ကတော်တော်လေးကိုကောင်းတဲ့ hero ပြန်ဟုတ်တယ် Mercy အဲ့ဒါကိုလည်းကောင်းကောင်းအသုံးချဖို့တစ်ဖက်က Jungle Zone ထဲမှာလည်းရောက်နေသလို Black နေနဲ့လည်း Jungle Zone ထဲမှာတောက်လျှောက်ကိုကြည့်နေတာဗျာ AI Esports အနေနဲ့တစ်ဖက်က Platinum ရဲ့ flanking တွေကိုချိုးပြဖို့အတွက်တော့ Jungle Zone ကိုတိုးဖို့ပဲသူတို့သုံးပြထားရတယ်ဗျာပုံမှန်တော့ Lapu အနေနဲ့ Deep Rock ဖလိုက်ကွန်ထရိုးလေးကိုလုံးဖို့တည်းလေ4 timer တခုတော့သူတို့စပြီးတော့ရွေးချယ်ဖို့လိုမယ်လူကတီးစင်းနေနေတော့ game 1 game 2မှာစွန့်ပြခဲ့တဲ့သူရဲ့ grow barricade ကိုပထမံပြီးတော့ပဲဒီပွဲမှာထုတ်ပြပါအောင်မယ်ကျွန်တော်ဒီ AI အနေနဲ့ရောအဓိကသူရဲ့ technique ပဲဗျာတဖက်ကနေပြောပလာတင်အနေနဲ့အားလေး potential မှာဖြစ်လာနိုင်ချေရှိတယ် flank ကနေအကုန်လုံးတော့ live ပြီးတော့ shutdown ချနေရဲဆိုတဲ့ပုံစံမျိုးလေးရှီစုကိုတောက်ဆောက်လိုက်ပြီးတော့ကြည့်နေရဲရှီစုရဲ့ position ပေါ်နေတယ်ပြီးမှ rookie တီးစင်းနဲ့ even g နဲ့အမြဲတမ်းတူတူရှိနေရဲဆိုတဲ့အချိန်မှာတော့သူတို့တောင်းရဲ့ position ဒီမတ်မှာပေါ်နေရဲအဲ့တော့တဖက်က AI အနေနဲ့ရောသူတို့လုံးစရာရှိတာတော့ 30အချိန်မှာတော့တသက်ရရတော့လုံးလို့ရတယ်ဗျဟုတ်တယ်ရန် e-sport အဲ့ဒါကြောင့်မလို့ပဲပရစက်တဲ့အတီးကြလေးနဲ့တာဒနာလေးမှာတော့ certified တော်တော်စားပြီးတော့ပဲကျွန်တော်က position ယူထားပြီးရှီစုလည်းပြေးလာ event ကြီးလည်းရှိတယ်ဟိုတော့မှလည်းကျွန်တော်ဒါတသိန်းလုံးကြံနေတဲ့အနေအထားတစ်ခုမှာတော့ deep drop ဝင်လာဖို့ကြိုးစားရမယ်လေအခါလေးနောက်တော့အချိန်မှာ yuri ဒါတွေတော့ပိုင်သိမ်းထားပါတယ်အောက်မှာတော့ကျွန်တော် masman နဲ့ရောက်ထိတ်တိုက်တွေ့နေတဲ့ data တစ်ခုမှာ cherry chutty တော်တော်လေးတော့သွေးတော့ kain နေပြန်ဒါပေမဲ့နောက်ကနေပြန် event ကြီးပြန်လည်းပြီးတော့ backup ရောက်လာတဲ့အနေအထားတစ်ခု black မှာတော့ ultimate တော့ရှိတယ် black ultimate ရလာတဲ့အချက် divine judgment ရလာတဲ့အချက်ဒီ event ကြီးကို cherry chutty တော့တော် ော်လေးကိုတော့ကူးဆိုင်ပြီးတော့နေထိုင်ရမယ်ဗျာအဲ့တော့ PA7 နဲ့ဘဲချိန်မှာ Black Dress ဆော့မလဲဆိုတော့ကြည့်ရမယ်ပေါ်မက်ဆီကိုအရင်မျက်စိချနေတော့မတော့ Christian OK ရှီဇူမက်ဆီရောစတင်ပြီးတော့ပဲအဆုံးသတ်ပေးလိုက်ပြီဗျာမက်ဆီရောရှီဇူကိုအဆုံးသတ်ပေးလိုက်တယ်ပေါ်မကတော့ထပ်ပြီးတော့ကြည့်ရမယ်အနေထားတစ်ခုပါဒီမှာတော့ Bladin သတင်းလုံးပြေးတက်လာနေတော့ PA7 နောက်တော့ခေါင်းတွေ like ခောက်ပြီးတော့စူးစမ်းထားသေးတယ်အောက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင် Black နဲ့ Cherry Judy ကိုတော့ pressure တွေတော့အားလုံးမှတွေပေးနေကြတာဗျာ Black ကကြိုပြီးတော့စောင့်နေတယ်ဒါပေမဲ့အဲ့ဒါကို Cherry Judy ကသိတယ်အစောကြီးက second tower တွေကနေပြီးတော့ဘက်ကမပါဘဲနဲ့ထွက်မလာဘူးပေါ့နော်ဒါအားလုံးကျွန်တော်တို့ Bladin ဘက်ကပြန်ပြီးတော့ကြည့်မယ်ဆို အားလီတဲကလုံးဝအတင်းဆောင်မခံတာဟီရိုကိနှစ်ကောင်လုံးကိုပလာတင်ဘက်ကနေပြန်ပြီးတော့ရလာတယ်ဒီချက်တွေကိုတော့ကျွန်တော်တွေမေးထားလို့တော့မရဘလက်တကထောင်းလိုက်မက်ဆီတကထောင်းလိုက်ဆိုပေမဲ့ဘလန့်အနေနဲ့နောက်ကနေပြန်ဖလန်ကင်းနေကြောက်မမြင်ရသေးဘူးပြီးတော့ PA7 နဲ့ Black နဲ့ Combine ပြန်ပြီးတော့တွဲကြည့်မယ်ဆိုရင် Instant ပြတ်ဖို့ကလောဆယ်အားလီဂိမ်းမှာမသေးကြဘူးဗျာ ကျင်းနိုင်သေးဘူးဆိုရင်အနေအထားတစ်ခုပါအဲ့ချာမှာပါသွားပြီနောက်မှတော့ air swipe ထပ်ပေးနေမှာ black shadow ကြီးမခံရတယ် hero ကြီးပေးလိုက်ပါပြီကျောက်တစ်ဖက်မှာလည်း yuri press ပေးခံရတယ်ဂျာထဲမှာလည်း event ကြီးဇုံနေတဲ့သူပဲ pa 7ပြန်ပြီးပြမကောင်းတော့ attack လုံးဖို့အတွက်ကကြိုးစားနေအဓိက messi ပါလာဗျ hand သုံးချက်ဂျာထဲမှာတော့ deep block ကတော့ take down messi စားနေပြီပဲယူလိုက်ပြီဗျဒါပေမဲ့တစ်ဖက်ကနေ platin အနေနဲ့ရန်ရော rest တော့ဘူးအဓိကသူတို့လိုချင်နေဆိုရဲ target ရသွားပြီဆိုရင်နောက်မှာကျွန်သွားရဲဆိုရဲသူတို့ member တယောက်ကိုပြန်ပြီးတော့ပေးလိုက်ရင်လည်း leader ceo တော့နည်းနည်းလေးပြန်ပြီးမျက်စိကျနေပြန်ပြီဗျ chase yuri leader pressure ပေးဖို့ရှိမှာဖြစ်တယ်လို့ rookie ဒီလည်းပါလာနေပြီ ဒီမှာတော့ဟာရဘူးသားရှီဇုပေ7နောက်ဘေးစတက်တွေပြတ်တော်နေပေမဲ့လည်းလွယ်တော့မလွယ်အနေထားတစ်ခုမှာနောက်ကဘယ်ပြန် fall back ရပါလဲ။ အပေါ်လမ်းမှာတော့မက်ဆီအနေနဲ့ကလည်းလှုပ်လှုပ်ခက်ခက်လေးကတော့ရှိကျင်နေပြီပေါ့နော်။သူရဲ့တာဝါသာကျိုးွားခဲ့မယ်ဆိုရင်မက်ဆီအနေနဲ့ဒီထက်ပိုပြီးနှောင်းနိုင်မယ်အနေထားမှာရှိတယ်။ဒါပေမဲ့ယူရီအနေနဲ့ဂိုးရှိအကုန်ရသွားပြီဗျ top side မှာ။ဟုတ်တယ်ယူရီဂိုးရှိအကုန်ရသွားတဲ့အချက်လက်ကြားမှာ AI Esports အနေနဲ့ကတော့သူရဲ့ making board တစ်ချက်ပို့ပြီးတော့မြင်မာလာအောင်ပါပဲ။ Black အနေနဲ့တော့ Happy ဒီဘက်ကနေပြီးတော့ကျွန်တော်ဒါ Happy ဖြစ်နေခဲ့တဲ့ Groy ရဲ့ entry နေဘလိုမျိုးဆက်ပြီးတော့လုံးအောင်မလဲရှိစု။ကျေကွေလေးပိုင်းထားမယ်မယ်လေဟိုးနောက်ထပ်ပြီး7ပြန်တော့ဖော်ပြထားပါသေးတယ်။ဒီမှာရှီဇူးအနေနဲ့တင်းကွန်ပိုင်လေးရှင်းတဲ့အတူဘက်တရီ object တွေလိုက်ပြီးတော့ sign နေခဲ့ရတဲ့ဆိုရင်မဲ့လို့ yuri ီအနေနဲ့ဘယ်မဲမြင်ရအကုန်ဖန်နေတဲ့ကာလာလေးမက်ဆီအနေနဲ့ဗီရှင်သွားပြဖွင့်ပေးတဲ့အနေနဲ့တခုမှဘလန်အနေနဲ့ခွဲဆွဲလာတော့အကောင်တော့နည်းနည်းတော့ကြီးတယ်ဒီတိုင်းမှာလုံးဝမပြတ်သွားလို့ဆိုရင်ဗလန်ချတ်ပေးလာတဲ့ဂျာတယ်မှာယူရီအနေနဲ့တန်းပြီးတိတ်တောင်းလောက်သွားခဲ့ပြီဒီဘလန်အနေနဲ့ဘလန်ကိုလိုက်ပြီးကြီးလိုက်ကြမရှိသူကျန်တဲ့ offset တွေတခုတော့ရောရအောင်တော့ trying နေတယ်ဆိုပေမဲ့မက်ဆီနဲ့ထိတ်လိုက်သွားပြီးတွေးတဲ့အခါမှာတော့ကန်တော့မကောင်းခဲ့ဘူးဗျရှိသူမက်ဆီလက်ထဲမှာယူကီပေးလာတဲ့အနေထားပြ AI eSport တာတွေမထက်မရရှိနေတဲ့မချေချူတီ lane freeze မှာတော့ tower pressure ပေးခံနေရတာဗျ AI eSport သူတို့လိုချင်တကယ်တဲ့ Yuriko Family ကို tower shot တွေရနေတဲ့အနေအထားလို့ပြောရမှာပဲဗျာ T-Block online ကိုလာပြီးတော့ပဲ defenses လုပ်ဖို့တော့ပြန်ပြီးရွေးချက်ထားရတယ်တိုးတိုးညာတဲ့ဒီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင် Black ရဲ့ initiating နဲ့ Ali Dai ရဲ့ပြခွဲ damage combination တွေကပို့ပြီးတော့အသက်ဝင်လာမဲ့5 minute timing ကိုတော့ရောက်လာနေပါပြီ။ Chee Judy Ali potential တော်တော်လေးနိုင်နေရဆိုတဲ့အချက်က Platinum အတွက်ကတော့တော်တော်လေးတော့မျက်ခုံးလှုပ်စရာပဲဗျ။အောက်မှာတော့ Messi, Yuri သွားပြီးတော့ပိတ်မိနေတယ်။ဒါပေမဲ့တစ်ခါနေပြီး Audi Shot ကပြန်ပြီးကြည်ထားရတဲ့ဘတူးမဲ န်နဲ့သွားပြီးတော့မိတယ်ဗျဒါပေမဲ့မက်ဆီအနေနဲ့ဝင်ပြီးတော့ဟမ်းဖို့အတွက်ကတော့အနေအများနဲ့အခြေအနေ Brave Fighter Range Shaker ထိန်းထားရတဲ့အချိန်မှာ D Block ရုံးထွက်ဖို့တော့ကြိုးစားနေသေးတယ်မက်ဆီကိုတိတ်တောင်းလို့ဖို့တော့ကဖြစ်နိုင်တယ်ရှင်းသေးဆိုရှီဇူထပ်ပြီးတော့ Device Adjustment ကြားထဲမှာပေါ်သွားခဲ့ပြီဗျာ Share Okay ပြန်ပြီးပေးထားတဲ့ Share လေးတော့ရှိနေသေးတယ်ဆိုတော့အချက်တော်လေးတော့အစဉ်ပြေသွားတဲ့ Event ကြီးဇုံနေထားလိုက်ကြတယ်မှာ Cherry Judy ထိတလန်းတော့ဂျုံသွားခဲ့ပြီဗျာ Cherry Judy ပြန်တော့ Forward ထားတော့မယ် Black အနေနဲ့တော့ Device Adjustment ဆွဲလိုက်တဲ့ဆိုတော့ညာလေအစင်းတော့မပြေခဲ့တဲ့အနေအထားတစ်ခုပဲ Rookie ဒီရာဇော်လေး Barricade လေးပြန်ကားနေဆိုတော့ညာလေ5 minute time တစ်ခုမှာ No Rocket က်3000လောက်တာနေတဲ့အရန်အီးဘွဲ့အတက်ကင်းနေဖက်လက်တင် defend ဘူးအတွက်ကတော့မဖြစ်နိုင်နေခဲ့တာမျိုးတော့မြင်နေရတယ်ဗျာခြေစိုးအနေနဲ့ခုန divine judgment ကြားထဲမှာ trolley response မြန်အောင်ရလို့ပြောရမယ် backup ရောက်လာလေ trolley တော့အဆင်ပြေသွားခဲ့ရပေါ့နော် make it fast ပါဘောနှစ်သိန်းလုံးမပေးထားသေးဘူးဒါပေမဲ့ AI အနေနဲ့ Apollo top side က objective တစ်ခုကိုတော့ပိုင်းဆိုင်ထားသေးရဗျာ make it objective ကိုသာထပ်ပြီးပေးလိုက်ရမယ်ဆိုတော့စိန်တော့ပြော leader oh she is who fighting မှာဘလို့မှတော့မတက်နိုင်ခဲ့ဘူးဗျဒီက shadow king နဲ့ဆိုတော့တော်တော်လေးကိုတော့တာတယ်ဟုတ်တယ် Shadow Key 100%ခံလိုက်တဲ့အချိန်တခုမှာတော့ leader သူ့ first kill တော့ပေးလိုက်ပြီဗျာတပိုင်းဝန်နေထားမှာတော့ AI eSport သူ့ Hero Key တစားတစားပေးရမယ်ဆိုလို့ရှင် Paladin ရဲ့ comeback ကိုကျွန်တော်တို့မြင်လာနိုင်တယ် Even Rover ဖြစ်တဲ့အထွက်ကြောင့်မလို့ fighter တွေမှာအားတာနေတဲ့ AI eSport ပြန်ပြီးကြည့်ရမယ်ဆိုလို့ရှင်လေတစ်ဖက်က Paladin ရဲ့ T Bro ကောင်းကိုထိန်းချောင်းထားနိုင်တဲ့အချက်တစ်ခုကြောင့်မခိန်းတိုင်းမှာလည်းသူရင်စိုးရင်ကြတာမလိုသေးပါဘူး။ရှီဆူးအနေနဲ့အာလီတန်ပိုတွေမှာတောက်လျှောက်ကိုနှောက်ခံထားရတယ်ဆိုရင်လည်းသူအနေနဲ့ performance ကိုကောင်းကောင်းလေးတော့ပြားထားနိုင်ခဲ့တယ်။ make first shot ပေါ့တော့ရလိုက်ပြီဗျ။ဒါပေမဲ့ black အနေနဲ့ခုန flicker လေးနဲ့သွားဆွဲဖို့တော့လောက်တာ။ဒါပေမဲ့ဒီချိန်မှာတော့ power တော့ rookie dizzy ဗျ။ rookie dizzy အရင်ဆုံးဖြတ်သွားတဲ့အနေအထားတစ်ခုမှာ AI အတွက်ကတော့ advantages တွေရန်တော့များနေတဲ့အပြင် cherry juice တွေချိန်သေးပါကတော့ပိန်ပြီးတော့မယ်ဆိုတဲ့အနေအထားတစ်ခုမှာ hand ball လေးနဲ့လာလာပေါ့ပေါ့ရှောင်ပြားသွားသေးတယ်ရှီဆူး။ဒါတဲ့ object ကိုပြေးပြီးတော့ကြီးနေတဲ့အနေအထားတစ်ခုမှာတော့ deep block hope line နဲ့မှကြီးတိုင်းနဲ့ jewelry လို ုံးဝမပေးဘူးကြာချီစုပိမိနေခဲ့တယ်ဆိုတော့ကြားထဲမှာယူရီချီစုကတော့တိတ်တောင်းလုံးလိုက်နေတယ်ပဲ၃ယောက်ကြားထဲမှာညက်ချန်ခဲ့တဲ့ဒီဘလော့ကိုပါထပ်ပြီးတော့ပဲယူလိုက်ပြန်ပြီဗျာ yeah e-sport you can knock on အချစ်သားဆိုတော့ဒါတွေကထပ်မှပြီးတော့တိမ်းပိုက်လိုက်နေတယ်ဗျာဒါတွေ၃ခုလုံး yeah e-sport လက်ထဲမှာရောက်ရှိနေတာဗျာ black ပြန်ပြီးကြိထားဆိုညာလဲဆိုရဲ divine gem တော့မရှိသေးဘူးထို့မှလည်း wall fake ထို့မှလည်း air swipe တွေပြန်ပေါင်းထားတဲ့အချိန်မှာ black နေနဲ့ hue ပြန်ပေးရပါပြီ black ကတော့ခြေတလန်းလေးကျွန်သွားခဲ့ရေဗောနော AI နေနဲ့ကတော့သူ black တို့ဘာလို့ကျွန်သွားခဲ့ရေဆိုရင်တော့လုံးဝသွားမကယ်ထည့်ဘူးရတဲ့တော့သွားခဲ့မယ်ဆိုရင်တော့တန်ရုံးစင်းနေရှိနေခဲ့မယ်ဆိုရင်တော့တို့ဘာ hue ကြီးပေးရနိုင်တယ်အမှားသေးသေးလေးကနေပြီးတော့ standing point ကြီးပြန်ပြီးပေးရနိုင်တဲ့အခြေအနေဒီအချိန်မှာ platinum ဒီလဲအရင်နေနေရလို့တော့ကျွန်တော်တို့သတ်မှတ်လို့မရဘူးဗျဟုတ်တယ် platinum အရင်နေနေလို့ကျွန်တော်သတ်မှတ်လို့မရသေးဘူးဗျ chase duty ရဲ့ butterfly တွေကိုကျွန်တော်မမြင်ရသေးဘူးဆိုတဲ့အတွက်ကြောင့်ပေါ့ ါ့လေမတီးနေနေတော့ဒီအချိန်ကြီးမှာလေဖော်မဘက်ကိုကြော်ဦးတော့ကြိုးစားနေတယ်နောက်မှာတော့ကျွန်တော်ဒါရဘူးစားကိုကယ်ရိုဒီပြီးထုတ်သွားချင်းမှာ resolution လာပေါက်လိုက်ပြီမဲ့လေမရလိုက်ဘူးဗျာယူရီကတော့အားလီတဲ့ဟိုက farming ကောင်းကောင်းကြီးရထားရဲဆိုရင် end up တွေတော့ဒီအချိန်မှာ AI e-sport team member တွေတော့ကောင်းကောင်းကြီးတော့ပြသပေးနေပြီ event ကြီး follow up တော့ပါတယ်ယူရီမက်ဆီနှစ်အောင်လုံးတိတ်တောင်းလို့ဖို့အတွက်ဆိုရင်ဒီတက်ပို့ပြီးတော့လိုအပ်အောင်ပါဗျာဒါပေမဲ့ဒီအချိန်မှာတိနေတာရှီဇူးအပေါ်မှာ leader တယောက်တည်းထိပြီးတော့သွားတော့သွားနေပြီဗျာဒါပေမဲ့ black ကိုတော့တွေ့သွားတယ် quad shadow နဲ့ပြန်ပြီးတော့ forward သွားတဲ့ကြားမှာ AI အပေါ်မှာတော့၃ယောက်တော့ပေါ်နေပြီဗျဟုတ်တယ် AI e-sport ရဲ့ attacking တွေရောတစ်ဖက်က battle 的反步举枪的下来，look easy，我是得叫外战的接对他的，那么 chase 小弟三比一比一变，那么就一 Benji，anyway 都叫战的，我们比赛慢慢自己玩，小弟本来我图的，我拉我多啦，那么 Messi，被他们叫一 Benji，然后拍他呢，Black，呢，反手我负的先的，恁恁恁死光了，一 Benji 有几秒钱啊，一 Benji 这呢，这罗。 မပေးနိုင်ဘူးဗျအဲ့တော့ပြန်ပြီးတော့ plotting အနေနဲ့ on hold တော့လုံထားရသေးတယ် t block နဲ့တစ်ဖက်ကနေပြီး root tdc နဲ့ combination ကကြောက်ကြမှာရမှာဗျဘာလို့လဲဆိုတော့နောက်က event g ရဲ့ follower damage position တွေဒီတော်တော်လေးတော့ hold up လုပ်နေရတယ်မက်ဆီရှိနေတဲ့အချက်သူအရင်မလွတ်လပ်ဘူးဗျအဲ့တော့ t block rook tdc ဖရန်လိုင်းကိုတိုးဖို့တော့ကြိုးစားနေချယ်ရီကျူတီတန်ပြီးရွှေဖို့တော့ခက်ခဲနေကြတယ်မကွာရှယ်ရီရှယ်ရီခေးပေးထားရဲ့ဆိုပေမဲ့ဒီဘိုင်းဂျက်ရှမန့်ဒီဘလော့ပါတော့ပါသွားခဲ့ပြီနော်ပလာတဲ့တင်းမိတ်အကောလုံးပါတယ်ဆိုပေမဲ့လို့အမားမခံနဲ့အနေထားလေးကိုရောက်ရှိနေပြီဆိုတော့နှစ်သိန်းလုံးပြန်ပြီးဖောဘတ်ထားတယ်ဘက်စီထပ်ပြီးတော့ပေးပြီးသွားတယ်ကြတယ်မှာလုံးဝတယောက်တည်းဖြစ်သွားပြီဟာဘုံတိတိတလာကြီးလွဲသွားတယ်ကြတယ်မှာအေးဘက်ကြီးပြန်ပြီးပဲအဲစရိုက်ထားလိုက်ကြတယ်မှာရှီဆူပြေးပြီးကြည့်ရဆိုရင်မက်ဆီလုံးဝလုံးဝတော့မတောင်းနေဘူးဗျမက်ဆီဆေးရလိုက်ဆိုတဲ့ပုံစံမျိုးနဲ့တော့ဒီမှာဘလက်နေလဲကျွန်တော်ဂျန်နေတော့မယ်လောရပေါ်လာနေပြီ လော့ဖိုက်ကိုပဲအရင်ထွက်စားပြီးတော့တည့်ရမလားဖလာတဲ့တင်းတင်းတော့ drone နဲ့ attacking site ကိုပြောင်းဖို့အမြဲတမ်းကြိုးစားခဲ့ဆိုတော့ညာလေလုံးဝအဆင်မပြေခဲ့ဘူးဆိုတော့အချက်တွေပဲတောက်ချက်ဖိထားရတယ် land shake ကဒီ block လဲသွားနေပြီစက်သုံးချက်ထားမှာတောက်ချက်တော့လိုက်လာတယ်မတီး block ဒီဝင်လာဆိုတော့ညာလေ wide ချောက်တော့ number 1 will cross bro look at easy check in ရတယ်ကြားတယ်မ look at easy number 3 base attack နဲ့ p7 ကိုသူရရှိခဲ့သေးတယ် number 1 blast ဘာအမျိုးပြွားလဲတော်တော်လာနေတယ်မရှိစုနောက်တော့ fall back ခဲ့ရပါပြီ right time champion တခုတော့ blood အနေနဲ့ရောကောင်းကောင်းကြီးလှုပ်သွားနိုင်ခဲ့ရဗျာဒီက leader ကိုအရင်ဆုံးပြေးပြီးတော့ညှက်ပြီးချိလိုက်တာ deploy နဲ့ rookie dc နဲ့ကန်ဆိုးချင်တော့ leader အနေနဲ့လုံးဝ right time cross ball တက်တက်သွားပြီးတော့ deploy က rookie dc ရော2 man လောက်ပြန်ပြီးတော့ပေးလိုက်ရတယ်ရှီစု question ရောမရှိဘူးဗျာ sorry ချက်ရုံးကမရှိဘူးဗျာအရင်ကတော့လှုပ်လို့တော့မရအောင်အဲ့တော့ပြန်ပြီးတော့ fall back ထားပြီးသူတို့ရဲ့ team member လေးကိုစောင့်မယ်ဆိုရင်အကောင်းဆုံးတော့ high ground လေးတခုတော့ပြန်ပြီးဖန်တီးလို့ရပါသေးတယ်ဟုတ်တယ်ရန် e sport အနေနဲ့တော့ leader ဟောင်းလမ်းမှာထည့်ပြီးတော့ထားရနေ rush နေတဲ့အနေထားတခုပါမတီနေရလေဖြတ်ဟို းထားရဆိုတဲ့အနေထားကြောင့်တော့ Inertown ကောင်ကာကွယ်မှုကတော့ Paladin မဖြစ်နိုင်နေဘူးလို့ပြောရမှာပဲဗျာဒီ Bro ကိုရှင်ကတော့အောက်သွားနေတယ်ပဲ Elite ပြက်ခွဲ damage ကြားထဲမှာတော့ Elite လေဘတက်အောင်မလား Harbu ကတော့ပြန်ရောက်လာဆိုတော့ညာလဲ Share Okay စတော့ပေးထားတယ်ဒီ Bro ကလည်းတောက်နေတော့မယ်ချိန်သူပြက်ခွဲ damage ကြောင့်ဝင်းရောက်နေတာ Cross Bone နဲ့ဒီ Bro တော့ဆက်ဖြတ်တယ်ချိန်ကျူတီဂျန်နေနေတာကချိန်ကျူတီပြက်ခွဲတော့ One Jump Flicker ြန်ပေးလိုက်ရူကတီစီလက်ထဲဦးတော့အောင်လိကအသက်ပေးလိုက်ပြီအဲ့ဒါမှနောက်တစ်ချိန်သူဒီတပကေးကအပိုင်သိမ်းလိုက်ရင်းနေပဲဟီကီသုံးအောင်ဒီမှာ AI ပေးဆက်လိုက်ရတာဗျာကောင်တာတက်ပြန်ပြီးတော့မိွားရေလို့ပြောရမှာဗျာ T block နေနဲ့သူ sacrifice ပြီးတော့အချိန်နေအများကြီးဝယ်ပေးထားလိုက်တာဒီအချိန်မှာ platinum အတွက် impact အများကြီးရရှိသွားခဲ့ပြီရူကီတီစီသွားမယ်ဆိုရင်တော့နည်းနည်းပြီးတော့ဆောမယ်နော် cherry duty အရေးဆုံးပေးပြဖို့တော့ကြိုးစားနေဆိုရင် messy လုံးဝတော့တင်းနေကြတယ်မချယ်ရီချူတီလုံးဝတော့ပြတ်သွားခဲ့ပြီဗျဒီကြိုင်းကတော့ယူရီမက်ဆီနှစ်ယောက်ကတော့ရူဂီတီစီတယောက်ကတော့ဖြတ်ပြီးတော့တိတ်တောင်းဇုံလိုက်မယ်ဆိုရင်တော့ဒီအချိန်မှာတော့2 member လောက်လစ်ဟနေတယ်ပလာတင်ကို objective တွေတော့ pressure ပေးလို့ရပါတယ်ဗျာမက်ဆီရဲ့ flick က time ပြီးဒီအချိန်မှာတန်ဖိုးအရှိဆုံးတော့သွားကြမယ်ဗျာဒီဘက်က Ray ကို Cherry Studio တော့တော့ wall party တွေဖေးထားရဆိုတဲ့အနေထားမှာတောင်းပါပဲ flick က time နဲ့ပြေးဝင်လာပြီးတော့ Ray ကိုဖြတ်ပေးလိုက်တယ်အဲဒီမှာ license ပါလာနေခဲ့တဲ့ Yuri ဒီကိူထားပဲဒီမှာသိမ့်ဖိုက်ထားနေရင်းနဲ့ပဲဒီအချိန်မှာလည်း pressure တွေ AI e 这我挨这子衣服，这背包没。 black ခုနကလေ black အနေနဲ့ pick off ပြေးပြီးတော့လုံးလိုက်တာဗျဒါပေမဲ့တစ်ဖက်က t block အနေနဲ့အရှိရ front line ထဲမှာ၃လင်းရောက်လောက်ကို attention တောင်းလိုက်တဲ့အချိန်မှာ black ကတော့ပြန်ပြီးတော့ပေးလိုက်ရတယ်ပေါ့နော်ဒီအချိန်မှာတော့သူတင်းနဲ့ပြန်ပြီးတော့ချိန်ကြီးလိုက်မယ်ဆိုတော့ဆင်တော့ပြေးတယ် jesus ချိန်နေရတော့ချိန်နေသေးတယ် black မှာတော့ flicker timing လေးတစ်ခုစောင့်နေရဗျဒါပေမဲ့ pa 7မှာတော့ flicker တော့မရှိဘူး t block ပြန်ပြီးတော့ပဲ front line ထဲမှာ control ထားတဲ့ဂျာထဲမှာတော့ ai အနေနဲ့ခုနလိုမျိုး counter attack တွေထပ်ပစ်လာမယ်အချက်ကိုတော့ထဲသွင်းစဉ်းစားနေပြီပြန် forward သွားခဲ့ပြီဗျဟုတ်တယ်ရန် e-sport ပြန်ပြီးတော့ပဲ forward ထားစီတယ်သူ safe position ကနေပြီးတော့ပဲတက်ဖို့စဉ်းစားထားတာဗျဟိုကနေနေတော့ကျွန်တော်ဒါကို8 ဖရီကေဆိုတဲ့အနေထားတော့ရှိတယ်ဂိုလီတာကြားမှာတော့ယူဇင်ချင်းကချက်ဝမ်းဆိုတာမျိုးတော့ဖြစ်နေတဲ့အနေထားပါပဲမတီမရှင်ရောလိုက်တော့ check နေတယ်ဆိုတော့ညာလေဘလတင်းစင်းနဲ့ဘေးစီကမခွာဘူးဆိုတဲ့အနေထားတော့ဖြစ်သွားပါပြီဒီဘက်က AI မှာ UR တယောက်တည်းတော်တော်လေးကိုတော့ကျွန်တော် network ကများနေရဗျာလဲဘောက AK Joy ဆိုရင်လည်း Rookie TC တွေဖာရတော့တိတ်တော့ထားတော့မထားတော့ဘူးထပ်ပြီးတော့ device ပဲပေးတာရခြေလိုက်ကနေပြီးချေဆိုး share okay ပြီးတော့ပေးတာသေး Elite Witch and right time ဂျာလေးမှာတော့ AI back up အပြင်းနဲ့ပဲထပ်ပြီးတော့ deploy down ခဲ့ပြန်ပြီဗျာ Yugin နောက်ကောင်နောက်ထပ်ပေးထားတယ်ချေရီချူဒီမ0 ပြတ်ထွက်ထားတယ်ဆိုတော့ညာလေဒမ်မေ့ကတော့မတိုးသေးအနေထားပါရန်အေးဆိုးနေတော့ဒရော့ပေါ်လာဖို့22 second ယူကိနှကောင်နောက်တီးပါရရှိထားတယ်ဆိုတော့ညာလေ position ကိုကျွန်တော်စိတ် position မတည်ခြင်းတဲ့အနေထားတစ်ခုကြောင့်တော့ family ကိုပြန်ရှာပါအောင်မယ် ဲ့ချီစုဒီချိန်မှာတော့ CF တွေပါရတော့ပြီးသွားပြီတကယ်လို့လိုအပ်တယ်တစ်ဖက်ကမက်ဆီတို့ကျွန်တော်ပြီးသွားရူရီတို့ပါတို့ထိတော်လို့ဖို့အတွက်ကတော့ CF နဲ့ဆိုရင်တပူပြီးတော့အစင်းတော့ပြေလောက်တယ်ဗျာဒါပေမဲ့ Cherry Duty ရဲ့ performance တခုကတော့ကျွန်တော်မေးထားလို့တော့မရဘူး combination တခုသာပြီးသွားခဲ့မယ်ဆိုရင်ခုနလိုမျိုးအလှအပြောင်းနေရအများကြီးတော့ဖြစ်ပေါ်လာနိုင်ချေရှိသေးရဗျာဟုတ်တယ်ကျွန်တော်ဒါအလှအပြောင်းနေဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်လည်း AI Esports အရင်တော့ချိန်ကောင်းမှာမဟုတ်လောတယ်တော့ 7.8k 7.9k ဆိုတော့ goal leading jam မဖော်လာတဲ့စနေ AI Esports ရွေးဆိုင်ရှင်ပြိုင်ဖို့တော်တော်ကြီးခက်ခဲနေခဲ့တယ် ဒီ block ကျွန်တော်လောင်းသားလေးကိုလာကြည့်ဖို့ကြိုးစားရမယ်လေ lock zone လေးအောင်လှုပ်ထားတဲ့ AI e-sport ရဲ့လက်သေးကိုတော့ 老了皮了，公司跳比个布拉格之恋老了。爱搞的粉丝们，不要不要，身边的人不要追，不要变。他比个被 rookie cheesy，然后又用个打碟，不要被朋友搞的这样子。你当然听的，不要用个打鼓，不聋吗？不知道，所以 now more 气粗。Cherokee 老了皮了，你不要搞老了皮了，咱们皮鞋踩吧。他早有波糟糕气粗，就在什么情人节中玩的，早的嘛，老皮比个被早的。哎呀，比个。你跟那个比他都发达，这他妈老了，来追耶？我跟 Terence 有到 Joe 那边，这番木身边来帮不来一分钱。tomorrow else 有没有变？你有没有变？ ီဂျမ်းမြင့်ကြီးနဲ့ကြားမှာ lag နေနေတော့ဆွဲစရာ divine jump မရှိရအရာတစ်ခုကြောင်းတော့အိုးပြန်တော့ပေါ်လာပြီ lag divine jump တပြီးပေးသွားနိုင်ဦးလား s1 ဒီနေ့လို့တော့အပြည့်ရှင်းထားသေးတယ် lag နေနေတော့ divine ဆွဲလို့တော့ရနေတယ်နော်ဟုတ်တယ်သူဘာလို့ဆောင်းနေလဲဆိုတော့တစ်ချက်တော့ကြည့်ရမယ်ဒီက flick ကမရှိရပါဘောနော် divine judgment တော့ရှိရဆိုပေမဲ့ဝင်လာရင်ကောင်းအောင်ပဲဆောင်းရတော့မှာ flick ကမရှိတော့ဘူးဆိုတဲ့အတိုင်းမှာအဲ့တော့ ai အနေနဲ့အမှောင်တော့မခံဘူးပြန်လည်ပြီးတော့ပဲ fallback သွားခဲ့ပြီဒါပေမဲ့သူတို့ objective တွေကတော့လုံးဝတော့မရလိုက်ဘူးကြာနော်ဟုတ်တယ် law advantages မှာ objective မရလိုက်ဘူးဆိုတဲ့အနေထားတော့ဖြစ်သွားတယ် ်14မိနစ်တိုင်းမှာ network gap ရတစ်တောင်းလောက်ဒီပါ AI ဘက်ကိုစောင်းနေပြီဟိုလာတယ်နေနေရတော့သူတို့ရဲ့ defenses နဲ့ပဲချေချူတီအတွက်လိုအပ်တဲ့ item ကိုရှာပေးဖို့တော့စဉ်းစားထားတယ်ဗျာ base ကနေလုံးဝမခွာဘူးအဲ့တို့ကြောင့်မလို့လေ AI e-sport မဲအကူထူရဲ့90%လောက်ယူလို့ရနေရဲ့ဆိုတော့ညာလေ attacking လုပ်ဖို့အတွက်တော့ခက်ခဲနေတော့ရှိနေတုံးပဲဗျာဟိုလာတယ်ကတော့လုံးဝ base ကတော့မထွက်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ဒီအချိန်မှတော့ထားတော့ထားနိုင်ဗျာရရင်လည်းထွက်လို့တော့မရဘူးပေါ့နော်အဓိက black ရဲ့ position တို့ဖက်ကနေပြကျွန်တော် messi ရဲ့ position တို့မသိတာအရန်ယူအန်ရဲ့များတော့အားကြီးရဲ့ဗျာတစ်ဖက်ကနေ rookie တီးစီးနေနဲ့သွားတိုးမယ်ဆိုရင်လည်း black ကတန်းပြီးတော့ ပိုင်း judgment ပေးသွားမှာဒီအချိန်လေးဒီအကုန်လုံး plating အနေနဲ့တော့တိတ်ခဲတော့လုံနေတယ်အဲ့တော့ high ground defensive တခုပဲပြန်လှည့်ပြီးတော့စောင့်မလားပေါ့ခုနကလည်းကျွန်တော်မြင်လိုက်ရတဲ့အခြေအနေကတော့ဝင်သွားခဲ့တယ်ဆိုပြီးမဲ့လို့သူတို့အနေနဲ့ big tower မချွတ်သွားတဲ့အနေထားပေါ့နော် cross border point မြို့ rookie tc တို့ဘာလို့တိတ်တောင်းလုံးနိုင်ခဲ့တယ်ဒါပေမဲ့တစ်ဖက်ကနေရရှိနေတဲ့ရှီဆူရဲ့ share okay တွေပြီးတော့ air strike တွေ cherry judy ရဲ့ physical damage တွေနဲ့ deploy မပေးနိုင်မှုတွေက high ground မှာတော့အသက်တော်ဝင်နေပါသေးတယ်ဟုတ်တယ်ရှီဆူအနေနဲ့လည်းကျွန်တော်ပြန်လာပြီးတော့ပဲ kick out ဖို့ကြိုးစားလိုက်တာဗျာသူတို့ညာလည်းတစ်ဖက်ကနေသူရဲ့ share okay ကိုမျှခံထားတဲ့အနေထားတွေရော ပေးစမဲ့ background ခဲထားအနေထားတွေရောကြောင်းမလို့တော့ရှိစုလိုချင်တဲ့ hue ကတော့မရခဲ့ဘူးဗျထက်တက်လာဖို့တော့ EA Esport လောက်ပဲထပ်ဆောင်မှုတော့စဉ်းစားထားတဲ့ပုံစံပဲ ဒီကြားမှာတော့ပလာတင်သူတို့လိုချင်နေတဲ့ family ကိုတစားတစားတော့ရရှိနေပြီ။ဝိုးအားလုံးတန်းစီပြီး record တွေပြနေတာ။အလားလေးပေါ့။ကတော်လေးကျွန်တော်တို့ပွဲထဲမှာတော့ TikTok မှာကြိုက်နေတဲ့ပုံစံမျိုးလေးတော့သွားပြစ်နေရယ်ဗျ။ထပ်ပြီးတော့ကြည့်ရမယ်။တစ်ဖက်ကပလာတင်ဒီအချိန်မှာသူတို့လုံးဝဘေးစရာထွက်မလာတဲ့အနေနဲ့အဓိကကလည်း lane တွေ freeze ထားရယ်ဆိုတဲ့အတွက်ကြောင့်ဆုံးဖြတ်ချက်ပြတ်သားရယ်ဆိုတဲ့ပလာတင်လုံးဝတော့ဘေးစရာထွက်မလာဘူး။စိတ်ရပိုင်းဆိုင်ရာစစ်စစ်ရေးလုံးနေခဲ့တယ်ဆိုပေမဲ့လို့ဒီအချိန်မှာ rookie daisy အေး block wall လေးနဲ့ block ထားရယ်ဆိုရင်မလို့ black နေ နေရောရောင်းတော့ရုံးထွက်သွားပါသေးတယ်ကွန်ဆီရတော့ပြီးသွားခဲ့ပြီဗျာဟုတ်ရဲကျွန်တော်ဒါတစ်ဖက်မှာ grow အနေနဲ့တော့ကွန်ဆီရတော့ပြီးဆုံးသွားခဲ့ပြီဗျာအဲ့မှာတော့ကာကြပြန်ပြီးတော့ပြေးတော့ထွက်ထားသေးတယ်အဓိက wall လေးချားထဲမှာတော့ဒီ play ကတော့တောက်ချက်တော့ပြန်ပေးနေတဲ့အနေအထားတစ်ခုပါပဲ AI esport တန်းကြီးဆိုတော့ goal ဒီဒီချားမပါတဲ့တက်တက်လာဦးတော့ကြိုးစားဆိုတော့ညာလေ အရန်အစင်ပြေနိုင်တဲ့တသိရှယ်မျိုးတော့မဟုတ်နေသေးဘူးဗျာ။ဒါကြောင့်မှန်ဖို့အတွက်ကိုတော့စိတ်ရှိပြီးတော့တီးခံရမယ်။ဒီအချိန်မှာလောပေါ်ဖို့အတွက်ကတော့3 second အတိုင်းပဲအပြင်မှာဒီ block ကိုတော့ပြေးပြီးတော့ကြည်တယ်။အော် diamond ဘာမှလဲ charge ပေးလိုက်ကြတော့ blast နေနေရတော့ immortality token ဒီဆက်ဆက် cherry judy အပြားအစိုက်တက်ပြီးတော့ winner ပွင့်လာတဲ့ diamond cross border တက်သွားတဲ့ leader ကို step ပြီးတော့ပဲအဆုံးတက်ဖို့မဖြစ်နိုင်သေးဘူးဗျာ။ share okay ပေးလိုက်ကြမှာတယောက်မှ take down တော့မဖြစ်သေးဘူး။ဒီဘက်ကနေဒီ block မာလာသေးရဆိုရင်ပြေး7 zone နဲ့ပြန်ပြီးတော့ platin fall back နေရပြီဗျာ။ hey judy hugie ကတော့ကျွန်ပေးလိုက်အနေထားတစ်ခုပါပဲ။ AI e-sport အနေနဲ့ငါတို့ဆမ်းမတကြံနေသေးတယ်။ ဲ့ဒါကြောင့်မို့တက်လာမယ့် high ground မှာ paladins defense တော့ခေးရအောင်မရှိစူးစစ်ချက် share okay damage ဖို့များတယ်ဆိုတော့ညာလေ9ရောင်လုံးစုနေတဲ့ timing နေမှာတော့ရှီစူးနေတယ်ကျွန်တော်တို့ damage shot ဖို့ကိုပေးနေတာမျိုးကျွန်တော်မတွေ့ရသေးဘူးဗျ deploy ရဲ့ backline ဒီလေထင်းတော်ကြီးအလုံးမဖြစ်နေတဲ့အချိန်တစ်ခုမှာပတ်လာတယ် campable point ကိုတော့တက်တဲ့ပြီးတော့ပဲယူနေရတယ်ဗျာဒီက leader ကိုအရင်ဆုံး instant ဖြတ်ဖို့အတွက်ကြိုးစားဒါပေမဲ့ leader နဲ့အချိန်တိုင်းကိုလုံးဝမထောင်းမခဲ့ပဲနဲ့လေးဘောပြင်းပြင်းတတ်သွားတယ်ဆိုတဲ့အချက်က plating အတွက်ကတော်တော်လေးကိုတော့အထီးတော့နားနေရဲ့ even ကြီး genius one တွေပါရတော့ပြီးွားခဲ့ပြီသူရဲ့ follower damage လေးဘယ်လောက်ထိအလုပ်ဖြစ်မလဲဒီ brown အနေနဲ့အချိန်ကြီးအများကြီးဆွဲနိုင်ဖို့အတွက်ကိုတော့သူအနေနဲ့ winner crown တွေပါပြထပ်ပြီးတော့ join လာသေးတယ်ဒီ long objective တွေသူတို့အတွက်ကတော့တော်တော်လေးကိုရေးကြီးတယ် fire or flight ဆိုတဲ့အနေအထားတစ်ခုကိုရင်ဆိုင်ရမယ်ဆိုတာကောင်းကောင်းသိရဆိုရင် platin အနေနဲ့ကတော့ဘာလောက်ကွက်များရှိလဲဆိုတာဒီ high ground battle တစ်ခုမှတော့ကြည့်ရတော့မယ်ဗျာကျွန်တော်တော့ AI e-sport megatron တွေစရှုနေတယ်ဘယ်နှစ်တိုင်းတော့ confirm သွားခဲ့ပြီဗျာလောတော့ရှိနေတယ် medicine ချားမှတော့ညက်နေတဲ့အနေအထားတစ်ခုပါ ชาลีแบบนี้ได้แล้วมล่ะเชยจูเรียเลยสาวชอบดิบยันพี่นี่นี่ดันมาเล็วแฟิร์สก็ลาบีช้ามาลูกนี้ที่ป้าลาเนีไปไล่คนทุเรศเวลานี่ฉันก็เชยดูกีปีท้องมันเลยไมยากเลยอันลีดาตัวสูลีบอลนี่ดบบยีแต่ปุโรเซตาอมล่ะรีบอลนี่แบบจะตัวบีตะคอบีตะกอจิจ้าเนี่ยเป็นตาบังคีเนี่ยเอาเทปเชนเอาเชยจูมาแล้วป้าลาดิส The f a m i l s of the un grand year 90, the AI is born. Season one, I trained it to be a driver. Season two, I trained it to be a killer. So, in the end, the year 2000, I'm looking at my screen. The controller for driving, there's no slave, a u s t me. I'm going to drive it. So, what do you think? AI in the year 2000, it's g o u n g to be a lot more complicated.